မင်္ဂလာပါရှင်ကျမတို့ရပီကော့သတင်းဌာနကနေကြိုဆိုပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့1 pound company နဲ့မုံရွာနားမှာခတ်မှထွက်လာတဲ့ဂျင်းဒီတဲ့ရင်နှန်းမှာလုံချုံရေးရင်နှန်းကိုတိုက်ခတ်ခဲ့တဲ့သတင်းလေးဖြစ်ပါရရှင်စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနကျုံးနဲ့1 pound company မှထွက်လာတဲ့ဂျင်းဒီတဲ့ရင်နှန်းမှာလုံချုံရေးရင်နှန်းကိုတိုက်ခတ်ခဲ့တယ်လို့ Brave Heart Army BHA ကဒီညပိုင်းမှာထုတ်ပြန်ထားပါရရှင် ရေရှိကမနေ့ကတိုက်ခိုက်ခဲ့တာလို့လည်းဆိုပါရယ်ခင်မွန်ရွာဘတ်ဆောင်ချန်အနီးတွင်တိုက်ခိုက်ခံရတဲ့ရင်းနှံထိုးရခဲ့တယ်လို့စစ်သား6ဦးကအပြင်းထန်ထရရရှိခဲ့ပြီး3ဦးသေဆုံးနိုင်တယ်လို့မျက်မြင်သတင်းပို့ချက်များအရသိရကြောင်းဗီအေရှိကထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဗီအေရှိရဲ့တာဝန်ရှိသူတဦးကတွေ့ကားတစ်စီးကတော့ကျွန်တော်တို့ပိုင်နေတဲ့ကြော်တော့ထွေးရသွားတာတော့ရှိတယ်ဗျလို့ပြောပါဗျ။စစ်တပ်ဘက်ကထိခိုက်သေဆုံးသူတွေကိုလူနာတင်ရင်နေနဲ့ ုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ။အဆိုပါ BHC ရဲ့တာဝန်ရှိသူကစစ်ကောင်စီရင်နှင်းနဲ့ပတ်သက်ပြီးခီးသွွားပြည်သူတွေအတွက်ခုလိုသတိပေးထားပါသေးတယ်။သူတို့ကားတွေနဲ့ကတ်မလိုက်ဖို့ပေါ့ကျွန်တော်တို့ကပြည်သူဝင်ခဲ့တယ်ဗျ။စကားမတွေကတော့အဲ့လိုမဟုတ်ပါဘူးလို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Army ရဲရှင်မှဦးဆောင်ပြီး Chinwin Fighter Group CFG နဲ့ မုံရဒိုင်းနမိုက် SCF တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။